အလုံးမဲမင်္ဂလာပါရှင်ဘာမကိတိတရင်ဌာနကနေအော်တိုဘလ16ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန်းရောက်တဲ့တင်များကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့တနိုင်ငံလုံးအတိုင်းအတာဖြင့်ရွှေကောက်ပွဲကိုရာနှုန်းဖြင့်ကျင်းပနိုင်တော့မည်မဟုတ်ဟုအကြံဖတ်မိအောင်လိုင်းဝင်ခန်းနေဆိုတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့်ရွေးကောက်ပွဲကိုရှားနှုံးဖြင့်ကျင်းပနိုင်တော့မည်မဟုတ်ကြောင်းအကြံဖတ်မြောက်လိုင်းကဝန်ခံပြောဆိုလိုက်ပါတယ် ယနေ့နေပြည်တော်တွင်ပြုလုပ်သည့်10နှစ်ပြည့် NCA နှစ်ပတ်လည်ခမ်းနားတွင် အကြံဖတ်မြောက်လိုင်းကထို့သို့ပြောဆိုခြင်းဖြစ်ပါသည်။လာမည့်ဒီဇင်ဘာလ28ရက်နေ့မှစတင်၍ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမည်ဖြစ်ကြောင်းထို့ရာတွင်ရွေးကောက်ပွဲကိုရာနှုန်းဖြင့်ကျင်းပနိုင်တော့မည်မဟုတ်ကြောင်းပထမအဆင့်အနေဖြင့်မြို့နယ်ပေါင်း102မြို့နယ်တွင်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ပြီးဒုတိယအဆင့်တွင်မြို့နယ်ပေါင်း100ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းတတိယအဆင့်တွင်ကြန့်ရှိနေသောမြို့နယ်များတွင်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းမြန်အောင်လိုင်းကဆိုပါသည် ရှာနှုံးပြေတော့မရဘူးဆိုတာကျွန်တော်ကြိုတင်ဝန်ခံထားပါတယ်။ရှာနှုံးပြေကတော့ရွေးကောက်ပွဲ၃ရက်စလုံးမှာလဲရှာနှုံးပြေမလုံနိုင်ခဲ့ဘူး။အကြောင်းအမျိုးမျိုးကြောင့်မလုံနိုင်တဲ့ရွေးကောက်ပွဲကိုလဲနောက်လာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ကကြားပြတ်ရွေးကောက်ပွဲကိုဖြည့်ဆည်းပြီးတော့မှအားလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့စီစဉ်ထားတယ်ဆိုတာလဲပြောလိုပါတယ်ကိုမင်းအောင်လိုင်ကဆိုပါတယ်။လက်ရှိရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ58ပါတီမှကိုယ်စားလှယ်လောင်း9000ကျော်ကစာရင်းပေးသွင်းထားပြီး ထနိုင်ငံလုံးတိုင်းတာဖြင့်6ပါတီကရှင်းပြမည်ဖြစ်ကရှင်းပါတီများတွင် ကြက်ဖို့ပါတီကဟိုးစလဲအရေးအတွက်တထောင်ချော်ဖြင့်အများဆုံးရှင်းပြမည်ဖြစ်ပါသည်ဆလပီစကိုင်းနှင့်ညာဦးမြို့နယ်တို့တွင်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားသောစစ်မှုရန်တပ်သားတဲ့နှောက်ဦးအလင်းပွင့်နယ်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်စကိုင်းတိုင်းစကိုင်းမြို့နယ်တွင်စစ်မှုရန်တပ်သားတဲ့တပ်ဦးအလင်းပွင့်ရောက်ခဲ့ကြောင်း Wallet Information နဲ့ဝမတာဝန်ရှိသူတို့ကတရင်ဌာနကိုပြောကြားပါသည်အော်တိုဘလတ်၁၀ရက်နေ့တွင်စကိုင်းမြို့တပ်မ33မှစစ်မှုရန်တပ်သားတဲ့တပ်ဦးသည် Wallet Information Network အဖွဲ့ထံချိတ်ဆက်လိုက်ပြီးစကိုင်းမြို့နယ်မြေခံ Unicorn ဖျောက်ကြားတပ်ဖွဲ့ UGF အဖွဲ့အကူအညီဖြင့်သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး Shebo District Battalion 23ထံခိတထိန်ထိန်ထားခဲ့ကြောင်းထို့နောက်အောက်တိုဘာ23ရက်နေ့တွင်သက်ဆိုင်ရာရဲကြီးပါကဖနှင့်မိသားစုများထံလွှဲပြောင်းအပ်နေပေးခဲ့ကြောင်းသိရပါသည်ထိုစစ်မှုရန်တပ်သားတစ်တီနှစ်လပိုင်းတွင်ရွာမမိသားစုအခက်အခဲကြောင့်အလုလုရန်မန္တလေးမြို့ပေါ်သွားရောက်စဉ်အကြံဖက်စစ်တပ်ကပေါ်တာဆွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရှင်းထုတ်ဖန်စီပြီးနောက်တောင်တွင်းကြီးမျိုးပတ်တို့ပို့ဆောင်ကစစ်တင်နန်းစင်ပြီး9လအကြာတွင်တက်မ33ထံပြန်လည်ပို့ဆောင်ခံရခြင်းဖြစ်ကြောင်းသိရပါသည်လရှိတွင်အကြံဖတ်စစ်တပ်သည်မြို့ပေါ်တွင်ပါအတင်းအာဓမပေါ်တာဆွဲဖန်စီခြင်းများပြုလုပ်နေ၍ပြည်သူများသတိပြုသွားလာနေထိုင်ကြရနှင့်အကြံဖတ်စစ်ကောင်စီတပ်ထဲတွင်ရောက်ရှိနေသောတပ်သားများစစ်မှုရန်တပ်သားများလည်းအလင်းဝင်ရောက်ကြရန်တော်လှန်ရေးတပ်ဖွဲ့များကဖိတ်ခေါ်ထားပါသည်။အလားတူမန္တလေးတိုင်းညောင်ဦးမြို့နယ်တွင်လည်းအကြံဖတ်စစ်တပ်ကပေါ်တာဆွဲဖန်စီထားသောစစ်မှုရန်တပ်သားအစ်ထအူအလင်းဝင်ရောက်ခဲ့ကြောင်း ဂရူတာစစ်ခရက်ဖို့အဖွဲ့ကထုတ်ပြန်ထားပါတယ်။အော်တိုဘလ15ရက်နေ့တွင်ညအုံမြို့နယ်တွင်အကြံဖတ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားသောစစ်မှုရန်တပ်သားတအုပ်တနက်ယူဆောင်လာခြင်းမရှိဘဲဂရူတာစစ်ခရက်ဖို့အဖွဲ့ထံသို့အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းပြည်သူများအနေဖြင့်လည်းအကြံဖတ်စစ်တပ်ကပြုလုပ်ခြင်းပါလျက်ရှိသောဖြောပွဲရွှေပွဲများကိုတွားလှန်ခြင်းမပြုကြရန် Gruta Secret Force အဖွဲ့ကအသိပေးနှိုးဆော်ထားပါသည် ဆက်လက်ပြီးရွှေချင်းမြို့နယ်ရှိကျေးရွာ၃ရွာကိုစစ်တပ်ကလေရင်ဖြင့်ပေါင်900ပုံ24လုံးကျဲချတိုက်ခိုက်မှုဖိသူတအူးတွေဆုံးပြီးဘုံကြီးကျောင်းနဲ့စာတင်ကျောင်းများပြက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းရွှေချင်းမြို့နယ်ရှိကျေးရွာ၃ရွာကိုအကြံဖက်စစ်တပ်ကလေရင်ဖြင့်ပေါင်900ပုံ24လုံးကျဲချတိုက်ခိုက်ရာဖိသူတအူးတွေဆုံးပြီးဘုံကြီးကျောင်းနဲ့စာတင်ကျောင်းများပြက်စီးခဲ့ကြောင်း KNU ဘခုကထုတ်ပြန်ကြပါတယ်။အော်တိုဘားလ၈ရက်နေ့နနက်၁၀နာရီ၂၀မိနစ်ခန့်တွင်ရွှေချင်မြို့နယ်တွင်ရှိကွင်းလက်ထကြီးရွာ ညောင်ပင်ကြီးရွာနဲ့တက်ကဲကုန်းရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်12ကြိမ်ပေါင်900ပုံ24လုံးကျေချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုအတွင်ကွင်းတလလေးရွာမှအသက်16နှစ်အရွယ်မက်ခင်စပယ်ဦးသေးဆုံးခဲ့ရပြီးအသက်30နှစ်အရွယ်မောင်စင်းမင်းအောင်နဲ့တက်ကဲကုန်းကြီးရွာတို့စစ်ပေးရှောင်ရန်ရောက်ရှိနေသည့်ကွင်းတလေးရွာမှအသက်59နှစ်အရွယ်ဒေါ်မွေးလေထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထို့ပြင်လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူပိုင်းနေအိမ်နှလုံးညောင်ပေကြီးကြီးရွာမှဖုန်ကြီးကြောင်တဲ့ကြောင် မင်္ဂလာကုန်းကြီးရွာမှဖုန်ကြီးကျောင်းတစ်ကျောင်းနှင့်တက်ကဲကုန်းကြီးရွာမှစာတင်ကျောင်းတစ်ကျောင်းလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါသည်။အကြံဖက်စစ်တပ်သည်၎င်းတို့အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက်၎င်းတို့အုပ်ချုပ်ရာနေပြည်တော်အတွင်အတူရောက်ရွေးကောက်ပွဲကိုအနှင်းအဓမ္မပြုလုပ်ရန်အထူးကြိုးပမ်းလျက်ရှိပြီး၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရသောနေပြည်တော်အတွင်ရှိပြည်သူများကိုအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ရှိရှိလေးကြောင်းမှဘုံကျက်တိုက်ခိုက်လျက်ရှိကြောင်း KNU ကပြောဆိုထားပါသည်။ ဆက်လက်ပြီးပေါက်ခေါင်းနှင့်အောင်လံမျိုးနယ်အဆက်ကိုစစ်တပ်ကလေရင်ဖြင့်ဘုံဆယ်လုံးကျော်ကျဲချတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းပေါက်ခေါင်းမျိုးနယ်နဲ့မကွေးတိုင်းအောင်လံမျိုးနယ်အဆက်ကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံဆယ်လုံးကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ရှမန်နီအောက်တိုဘာလ14ရက်နေ့ည9:00နာရီကျော်ခန့်မှစတင်ပြီးအကြမ်းဖက်စစ်တပ် Jet Fighter ကပေါက်ခေါင်းမျိုးနယ်နဲ့အောင်လံမျိုးနယ်အဆက်ရှိရင်းနှီးတောင်အနီးတစ်ဝိုက်နှင့်ရွှေလောင်ဆန်းမကြီးရွာအနီးကို ဘုံ၁၀လုံးကြော်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲခြေရွာနေပြည်သူများသည်ဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။မနေ့ကညပိုင်းကပေါက်ခေါင်းနဲ့အောင်လံမြို့နယ်အဆက်ကိုစစ်ခွေးတွေကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာ၃ချိန်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရတယ်။ပြည်သူတွေထိခိုက်မှုသတင်းတွေမကြားမိဘူး။ပြည်သူတွေကဘုံထပ်ပြီးလာကျဲမှာကိုစိုးရိမ်လို့တိမ်းရှောင်နေရတဲ့ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ အလားတူဩဂုတ်လ16ရက်နေ့ကလည်းပေါက်ခေါင်းမြို့နယ်ကြောက်ပြင်သာရွာနှင့်ဖလံပင်ရွာကိုအကြမ်းဖက်စစ်တပ်တက်လေဒီလေးစီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံဆက်နှလုံးကျဲချတိုက်ခိုက်ခဲ့သောကြောင့်ကြောက်ပြင်သာရွာမှတာဖားဖြစ်သူအသက်38နှစ်အရွယ်ဦးသိန်းစော်နှင့်အသက်10နှစ်အရွယ်မောင်သက်ပိုင်စော်တို့ပွဲချင်းပြီးတိုက်ဆုံခဲ့ပြီးပြည်သူလေးဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် ဆက်လက်ပြီးဝက်လက်မြို့နယ်အတွင်းစစ်တပ်ကမြေပြင်မှလည်းစစ်ကြောင်းထိုးနေ၍ထောင်ထဲချီသောပြည်သူများညချိန်ထွက်ပြေးနေရပြီးလေကြောင်းဖြင့်လည်းစက်တိုက်ပုံကျနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းအကြံဖတ်စစ်တပ်ကမြေပြင်မှလည်းစစ်ကြောင်းထိုးနေ၍ထောင်ထဲချီသောပြည်သူများညအချိန်ထွက်ပြေးနေရပြီးလေကြောင်းဖြင့်လည်းစက်တိုက်ပုံကျနေကြောင်း Wallet Information Network မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့အောက်တိုဘာလ15ရက်နေ့ညနေ9:00ကျော်ခန့်မှစတင်ပြီးဝက်လက်မြို့နယ်အရှိချမ်းရှိမကားရွာရှိ အကြံဖတ်စစ်တပ်သည်အင်းတောင်းရွာတောင်ဘက်ကိုစစ်ကြောင်းထိုးပွင့်ရောက်လာသောကြောင့်ပြည်သူများသည်ဘေးလွတ်ရာကိုယခုညပိုင်းအချိန်အထိထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်အဆိုပါကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်အင်းတောင်းရွာငါးတိုက်တောင်ရွာမင်းရွာတောင်ရွာမင်းကုန်းလေးရွာနှင့်ဖိုးဝင်းတိုက်ရွာတို့မှထောင်ထဲချီသောပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်ရှိမကားကနေဒီနေ့ညနေပိုင်းမှာစစ်ခွေးစစ်တောင်းထွက်လာလို့ဖြီသူတွေဘေးလို့ရောက်ကိုထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာပေါင်း9ရွာကျော်လောက်ရှိပါတယ်အခုညပိုင်းအထိဖြူသူတွေထွက်ပြေးတိမ်းရှောင်နေရတုံးပါပဲစစ်ခွေးစစ်ကြောင်းကအခုထိအင်းထောင်းရွာနာမှာပဲရှိသေးတယ်ဟု Wallet Information Network မှတာဝန်ရှိသူကပြောဆိုပါတယ်ထို့ပြင်အကြံဖတ်စစ်တပ်သည်ဝလက်မြို့နယ်အတွင်းရှိတမန်သာရွာစာတင်ကျောင်းအပါဝင်ရွာသားကြီးရွာကိုအကြံဖတ်စစ်တပ်ကလေရင်ဂျိုင်ရိုကော့ပတာစက်တက်လေဒီများဖြင့်နေစဉ်ဖုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအဆောက်အအုံများပျက်စီးခဲ့ကြောင်းသိရပါသည် ်အကြံဖတ်စစ်တပ်သည်ဝက်လက်မြို့နယ်အတွင်းဒီပြင်းမှစစ်ကြောင်းထိုးပြီးလေကြောင်းဖြင့်လည်းစက်တိုက်ပုံကျနေ၍ဖြီသူများသတိပြု၍သွာလာနေထိုင်ကြရန်တော်လည်ရေးအင်အားစုများကအတိပေးပြောဆိုထားပါသည်မင်္ဂလာတုံမြို့နယ်တွင်စစ်တပ်၏တရားမဝင်ရွှေကောက်ပွဲကိုပါဝင်လှုပ်ဆောင်နေသောကြက်ဖို့ယုံကိုဖောက်ခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်တွင်အကြံဖတ်စစ်တပ်ရဲ့တရားမဝင်ရွှေကောက်ပွဲကိုပါဝင်လှုပ်ဆောင်နေသောကြက်ဖို့ယုံကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အာမီ YA အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့အောက်တိုဘာလ15ရက်နေ့နနက်9:30မိနစ်ခန့်တွင်မင်္ဂလာတောင်မြို့နယ်ရှိကျန်းဖော့ပါတီရုံးကိုတော်လန်ရေးတပ်ဖွဲ့များကပြင်အားမြင့်မိုင်းတလုံးလက်ပစ်ပုံနှလုံးတို့ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်ပြစ်မှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီးထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ပိုင်းတော်လန်ရေးရဲဘော်များအထူးကန့်ဖြင့်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ကျွန်တော်တို့ကတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရာတွေလှုပ်ဆောင်နေတဲ့ဘယ်ပါတီဘယ်လူပုဂ္ဂိုလ်မဆိုအားလုံးကိုတိုက်ခိုက်သွားမှာပါမဲဆွယ်စည်းရုံးရေးစင်ကြမယ့်အမတ်အလောင်းများလည်းတတိကြီးကြီးထားကြဖို့အတိပေးလိုပါတယ်ရွေးကောက်ပွဲအတွက်အားတက်သရော်လှုပ်ဆောင်နေကြတဲ့ကောင်တွေစရင်အသေးစိတ်ပြုစုထားတယ်တစ်ချိန်မဟုတ်တစ်ချိန်လုပ်နေတဲ့မင်းတို့တွေစီကျွန်တော်တို့အရောက်လာမယ်ဆိုတာသတင်းပါချင်ပါတယ်ပြည်သူတွေကိုလည်းတရားမဝင်ရွေးကောက်ပွဲကိုနိုင်တဲ့နေရာကနေစန့်ကျင်ကြပါလို့ပြောချင်ပါတယ်ဟုရန်ကုန်အာမီဘွားအေအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် အကြံဖက်စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များအကြံဖက်စစ်ကောင်စီပြုလုပ်မယ်တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုတ်ကင်နေကြတော့သူများကိုဆက်လက်၍အပြင်းထန်ထိုက်ခိုက်သွားမည်ဖြစ်ကြောင်းထိုတိုက်ခိုက်မှုကိုရန်ကုန်အာမီနဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။